မန်ဆိုဗီတာလုံးမင်္ဂလာပါကျွန်တော်မေလာ9ရက်မနက်ပိုင်းမှာတော့ယူရိုပါလိဒုတိယကြော့ပွဲစဉ်တွေဖြစ်တဲ့ဘိုလိုဂီလင်းအသင်းနဲ့စပါတင်ယူနိုက်တက်နဲ့ဘီဘာအသင်းတို့ထိပ်တိုက်ရင်ဆိုင်တော့မှာလည်းဖြစ်ပါတယ်ပထမကြော့ပွဲစဉ်တွေမှာတော့ကျွန်တော်စပါနဲ့ယူနိုက်တက်အသင်းတို့ကတော့ဂိုးပြတ်နိုင်ပွဲတွေနဲ့အသာစီးရထားတယ်ဆိုပေမဲ့လည်းကျွန်တော်ဘောလုံးမှာဘာမှမဆိုဖြစ်သွားနိုင်အောင်ကြောင့်ဒုတိယကြော့ကလည်းပေးတဲ့ကိုစိတ်ဝင်စားမှုပေးဆွဲနိုင်အောင်ပါအဲ့တော့ဘလို့အန်အောင်အသင်းဘွဲရအကောင်းတဲ့ရလက်တွေနဲ့ဘယ်အသင်းတွေကတော့ဘိုလိုဝဲစီကိုတက်လန်းသွားနိုင်မလဲဆိုတာကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပါတယ် ပထမဆုံးအနေနဲ့ကျွန်တော်ဘိုဒိုလီကင်အသင်းနဲ့စပါတင်တို့ရဲ့ပွဲစဉ်အကြောင်းကိုပြောချင်တယ်။ဒီနှစ်သင်းကတော့ပထမကျော်ပွဲစဉ်မှာတော့စပါတင်က၃ဂိုးတဘိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားရလဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဘိုဒိုဂီလင်အသင်းကကျွန်တော်တွင်းဂိုးတဘိုးပြန်သွင်းထားနိုင်တာကြောင့်ဒုတိယကျော်အတွက်မျှော်လင့်ချက်ဒီအနေငယ်ရှင်သန်ခဲ့လို့တော့ပြောရမှာလည်းဖြစ်တယ်။အဝေးကွင်းဆိုရင်ရလဒ်ဆိုတော့အိမ်ကွင်းမှာတော့ရလဒ်အလွန်ကောင်းမွန်တဲ့အသင်းလည်းဖြစ်ပါတယ်။ဘိုရိုဂီလီအသင်းကကျွန်တော်ဒီယာဒီယိုဘာလေးပြိုင်ပွဲအိမ်ကွင်းပွဲစဉ်9ပွဲမှာကျွန်တော်6ပွဲထိအောင်မှအနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်တာလည်းဖြစ်ပါတယ် ပြီးတော့ကျွန်2021ခုနှစ်ကလည်းမော်ရင်ဟွန်ကင်တွယ်ခဲ့တဲ့ရိုမအသင်းကို6ဂိုးတကိုးဆိုတဲ့ဂိုးပြတ်ရလဲနေအောင်မှာအနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်တာလည်းဖြစ်ပါတယ်။အဲဒါကြောင့်ဘိုရိုဂလင်းတင်ရအခုချိန်မှာရောနောက်ထပ်တစ်ချိန်စပါအသင်းနဲ့တွေးဆုံတဲ့အချိန်မှာရလက်ကောင်းရရှိအောင်စွမ်းဆောင်ပြီးတော့ final ကိုတက်လန်းသွားနိုင်လားဆိုတာကိုလုံးပြသွားနိုင်လားဆိုတာကိုလည်းကျွန်တော်တော်တော်လေးစောင့်ကြည့်သွားမှာလည်းဖြစ်ပါတယ်။စပါတင်ကတော့ဒီဟာဒီမှာသူတို့ရဲ့ချန်ပီယံလိဝင်ွင့်မျောလင်းချက်ကဖလားရရှိဖို့အတွက်မျောလင်းချက်ကလည်းဒီယူရိုပါလိပြိုင်ပွဲပဲရှိတော့တာလည်းဖြစ်ပါတယ် အဲအကြောင်းကြောင့်စပါတင်ရလဲဒီပွဲကိုအပြေးဝအာယုံစိုက်နေရလဲဖြစ်တယ်ပထမကြောမှာနှစ်ကိုးပြက်နဲ့အနိုင်ရခဲ့တယ်ဆိုပေမဲ့လည်းသူတို့အတွက်လုံလောက်မှုမရှိသေးဘူးလို့တော့ပြောလို့ရတယ်ဒုတိယကြောပွဲစဉ်တွေမှာရလက်ကောင်းရယူနိုင်ဖို့တော့လိုအပ်နေပါသေးတယ်ရိုးပါလိအဝေးကွင်းရလက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းစပါတင်က၃ပွဲနိုင်၃ပွဲတည်နှစ်ပွဲရှုံးနေတာလည်းဖြစ်ပါတယ်အဲ့ကြောင့်စပါတင်နေတဲ့ဒီဒုတိယအကြော့မှာကျွန်တော်တတိထားပြီးတော့ကစားသွားရမှာလည်းဖြစ်တယ်။တကယ်လို့သာဥဆောင်ကိုအရင်ဦးဆုံးခွင့်ပြုပေးလိုက်ရမယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုအခက်တွေ့သွားနိုင်တဲ့ပွဲမျိုးလည်းဖြစ်ပါတယ်။ ဒီဝမ်နိုင်ငံမှာစပါတင်ကအကြီးကစားသမားအချို့တန်ရာရနေရဆိုပေမဲ့လည်းဆီမီဖိုင်နယ်ဒုတိယကြော့ပွဲစဉ်မှာတော့အကုန်လုံးနှီးပါပြန်လည်ပါဝင်လာဖို့တော့ရှိတယ်။ဒီပွဲကိုခံမရရင်တော့ကျွန်တော်ဘိုလိုလီကင်အသင်းကစပါတင်ကိုအနိုင်ရရှိသွားမယ်လို့တော့ထင်မြင်မိပါတယ်။နောက်ထပ်တပွဲဖြစ်တဲ့ United အသင်းနဲ့ Bilbao အသင်းတို့ပွဲစဉ်ကိုကျွန်တော်ပြောပြပေးခြင်းနဲ့ United အသင်းကတော့ပထမအကြော့မှာ Bilbao အသင်းကိုအဝေးကွင်းမှာ3-0ပြတ်နဲ့အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်တာလည်းဖြစ်ပါတယ်။ ဒုတိယကြော့ပွဲတွေ United ကအားသာချက်ကိုပိုင်ဆိုင်ထားရလဲဖြစ်တယ်။ဒါပေမဲ့ United အသင်းပြီးခဲ့တဲ့ပွဲတွေမှာလည်းအမှားတွေပြုတ်လုပြီးတော့ပြိုင်ဘက်အသင်းကိုအခွင့်အရေးတွေပေးထားတာကြောင့်ဘီဘာဟိုအသင်းအနေနဲ့ကမ်းဘက်ပြန်လာနိုင်မလားဆိုတာကလည်းစိတ်ဝင်စားဖို့တော့ကောင်းပါလေ။ရလက်ဇုံးနေတဲ့ United အသင်းတို့ကတော့ဒီအာဒီယူဘာလိဖလားတလုံးနဲ့မျှော်လင့်ချက်ရှိနေရလဲဖြစ်ပြီးတော့နောက်ရာသီချန်ပီယံလိဝင်ခွင့်အတွက်ကလည်းအရန်အောင်အရေးကြီးတဲ့အချိန်လည်းဖြစ်ပါလေ။ ယူနိုက်တက်သင်းကဒဏ်ရာရကစားသမားအချို့ပြန်ကောင်းလာပြီးတော့လူစင်းအပြစ်နီးပါရှိလာပြီးတော့ပြောလို့ရတယ်ဘီဘာအိုသင်းနဲ့ဒုတိယကြော့အိမ်ကွင်းပွဲစဉ်မှာရလက်ကောင်းထပ်မံရယူသွားနိုင်မှုတော့စ조사သွားအောင်မှလည်းဖြစ်တယ်ယူဘာလေးအိမ်ကွင်းပွဲတွေမှာမန်ချက်စတာယူနိုက်တက်အသင်းနေရလက်ကောင်းတယ်လို့ပဲဒီနှစ်ကန်နဲ့ယူဘာလေးပြိုင်ပွဲတစ်လျှောက်လုံးမှာမရှုံးသေးတဲ့သတင်းတွေတော့အသင်းလည်းဖြစ်ပါတယ် ဘီဘာအသင်းအတွက်တော့ကျွန်တော်ပထမကြော့ပွဲစဉ်မှာဂိုးပြက်ရှုံးနေထားတာကသူတို့အတွက်တော်တော်လေးကိုအားနည်းချက်ဖြစ်သွားပြီလို့ပြောလို့ရတယ်။ဒါပေမဲ့ဘီဘာအသင်းကစားသမားတွေက Ultra Pro မှာပြန်လာနိုင်အောင်လှုပ်ဆောင်မယ်လို့တော့ပြောထားတာတော့ရှိတဲ့အတွက်ဒီပွဲကတော့တော်တော်လေးကိုစောင့်ကြည့်သွားမှာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ဗီဟောက်သင်းနေနဲ့သူတို့ရဲ့မျောလင့်ချက်ကိုဆက်ပြီးတော့ထိမ့်သိမ့်သွားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီပွဲမှာဥဆောင်ကိုတွေတွင်းယူပြီးတော့ပွဲကိုအလှယ်ပြောင်းဖြစ်အောင်လှုံ့ဆော်သွားနိုင်ဖို့တော့လိုအပ်တယ်။ဒါပေမဲ့လည်း United အသင်းအိမ်ဝင်ဖြစ်တဲ့အတွက်လွယ်ကူမှာတော့မဟုတ်ဘူး။ဒီပွဲကိုခံမှန်းရမယ်ဆိုလို့ရှိရင်တော့ United အသင်းကဗီဟောက်သင်းကိုထပ်မံအနိုင်ယူပြီးတော့ဘောလူပွဲကိုတက်လှမ်းသွားမှာပါ။